လူမျိုးရေးပေဒမင်းသိမင်းသိအမာစာမြန်မာနိုင်ငံတွင်းရှိစစ်ရေးနှင့်နိုင်ငံရေးအခြေအနေအရရတို့သည်အကြီးအကျယ်အပြောင်းလဲနှင့် ကြုံနေရပါသည်။၎င်းအပြောင်းလဲနှင့်အတူပြည်သူလူထု၏ဘဝကံကြမ္မာလူမှုစည်းဝါးဘဝများသည်လည်းကြီးမားသောအချိုးကွေအတက်စင်းများနှင့်ကြုံနေရပါသည်။ အမျိုးစိတ်အားကြီး၍ဒေတာမျိုးကွဲစုံလင်သောအောက်စုဒလိကြီးမာသည့်မြန်မာနိုင်ငံအတွင်းတွင်ယုံကြည်မှုအလိုက်ကွဲပြားနေသော အစုအဖွဲ့များလည်းဒင်းချံပြည့်နှက်နေပါသည်။အနှစ်ချုပ်ရသော အမျိုးအလိုက်ဒေတာအလိုက်ယုံကြည်မှုအလိုက်အောက်စုဒလိများညပြားစုံလင်သည့်ဖြစ်ခြင်းကြောင့်အချို့မညီချင်းနှင့်မတူကွဲပြားသော ပုံစံချင်းရများကို ဖြစ်ထွန်းစေမိမှာအမှန်ပင်ဖြစ်ပါသည်။ ိုင်ငံတကာနိုင်ငံရေးအခြေအနေကိုကြည့်လျင်လဲ Global Power အားပြိုင်မှုများနဲ့ပထဝီနိုင်ငံရေးအကြက်တဲများဖြင့်ပြည့်နှက်နေသည်မှာထင်ရှားပါတယ်။၎င်းအပြင်အမျိုးသားရေးဝါဒခေါင်းထောင်ထလာပြီး အကျိုးစီးပွားအခရာဖြစ်လာသောနိုင်ငံတကာနိုင်ငံရေးအခင်းကျင်းတွင် အမတ်တရုတ်အချင်းချင်းတိုးတိုက်မှုများလည်းဖြစ်ပေါ်လျက်ရှိပါတယ်။ဒေသတွင်းနိုင်ငံကြီးများ၏နိုင်ငံရေးသဘောထားအမြင်များနှင့်၎င်းတို့၏စည်ရေးနိုင်ငံရေးစီးပွားရေး အင်အားကြီးထွားမှုများသည့်မြန်မာနိုင်ငံလိုတတိယနိုင်ငံလေးအပေါ်တက်ရောက်မှုအားကြီးလာပါသည်။ပို၍ဆိုရသည်မှာမြန်မာနိုင်ငံ၏လူ့အဖွဲ့အစည်းသည် ကိုခံအားမကောင်းသလို ကိုချင်းအရာယိုယွင်းပျက်စီးနေပြီး professional ပြတ်သုံးခန်းလဲဆိုက်ရောက်နေပါသည်။ဇာတိရမန်နိုင်ပျက်စီးမှုနှင့်ယဉ်ကျေးမှုမန်တိုင်များယိုယွင်းမှုသည်စစ်နှင့်အတူအစွန်းရောက်နိုင်ငံရေး၏အကျိုးဆက်များဖြစ်နေပါသည်။ မြန်မာနိုင်ငံတွင်းတွင်လက်နက်အားကိုသောစစ်ဝါဒကိုစင်ကျင်တုံတရားဖြင့်ဇပိုးတက်နိုင်ခြင်းမရှိလျင် လာမည့်2050ခုနှစ်ကာလတွင်မြန်မာနိုင်ငံသည်ပျောက်ဆုံးဖွယ်ရာဖြစ်ပါလိမ့်မည်မြန်မာနိုင်ငံမြေပုံသည်ကမ္ဘာမြေပုံပေါ်တွင် လာမည့်ဆယ်စုနှစ်တွေတွင်ပျောက်ဆုံးနိုင်ဖွယ်ရာ ရှိနေပါသည်စစ်အစွန်းရောက်နိုင်ငံရေးမြကန်းမျိုးချစ်ဝါဒအမုံတရားအညို့အတေး ဘက်အစွဲများနှင့်ကိုချင်းမန်တိုင်ပြက်ပြားမှုများသည့်မြန်မာနိုင်ငံကို အနှိမ့်ကျဆုံးသောအဆင့်တန်းသို့ဆွဲခေါ်သွားနိုင်ပါသည်။ယခုလည်းပဲဤသို့ဆွဲခေါ်နေသည်ကို တွေ့နေရပါသည်။ဤအချင်းရများကို ထောက်ရှု၍မြမပြည်ရင်းရေးတွင် လူမျိုးရေးအချင်းရများကိုစေရေးနိုင်ငံရေးတို့ဖြင့်နှိုင်းရှင်ချင့်တွက်စဉ်စားရန်ဖြစ်ပါသည်။ဒါကြောင့်ဤဆောင်ပါများသည့်သဘောတူရန်မဟုတ်စဉ်စားရန် ဖြစ်ပါတယ်ခင်ဗျာမင်းတဲ့ညနေ၄နာရီ၉မိနစ်15ရက်ဩဂတ်2024 Confederation Agenda နဲ့ရခိုင် Confederation ရဲ့အနက်သဘောမှာအချုပ်ချာအာဏာပိုင်ပြည်နယ်ဆိုတဲ့အနက်သဘောပါဝင်တာတွေ့ရပါတယ် မြမလူဖွဲ့စည်းရဲ့နိုင်ငံရေးတမိုင်းဇက်ကိုကြည့်ရင်အချုပ်ချာအာနာဆိုတဲ့စကလုံးကို နိုင်ငံတော်နဲ့တွဲဖက်ပြီးသုံးဆွဲတာမျိုးပဲအလေးအထုံရှိခဲ့ပါတယ်။မြမလူလူကိုနိုင်ကလည်းအချုပ်ချာအာနာဆိုတာနိုင်ငံနဲ့သာသက်ဆိုင်တဲ့ကိစ္စလို့မြင်ကြတာများပါတယ်။ဒါဆွေးနွေးတဲ့အမြင်ဖြစ်ပါတယ်။ Public Memory Day မှာအချုပ်ချာအာနာနဲ့နိုင်ငံတော်ဆိုတဲ့ဝဟဝါဒနှစ်ခုဟာပူးရဲမြင်နေကြ ဖြစ်ပါတယ်။သို့တော်လည်းပဲ အချုပ်ချာအာနာနဲ့ပြီးနေဆိုတဲ့ဩဝါဒနှစ်ခုကို ပူရဲမြင်တဲ့အခါတခါတရံလျှော့ရတယ်လို့ဖြစ်နိုင်ပါတယ်ဒုတာဝန်စတိုရီတွေအချုပ်ချာအာနာတည်တံ့ခိုင်မြဲရေးဆိုတဲ့စတိုရီကို အမြဲယုံမှတ်ထားသူတွေကတော့ဒါကိုလက်မခံနိုင်ကြပါဘူးတို့မျိုးကို တို့တလက်မှမှ အကျိုးကျော်မခံအပဲ့မခံနိုင်ဘူးဆိုတဲ့မြေချစ်အမျိုးသားရေးဝါဒီတွေကလည်း ဒါကိုလက်ခံနိုင်ကြမယ်မထင်ပါပြည်နယ်တွေကို အချုပ်ချာအာဏာပေးရလောက်အောင်လုတ်ပိုင်ခွင့်ပေးလိုက်ရင် ပြည်ထောင်စုပြိုကွဲရေးဦးတည်သွားနိုင်တယ်ဆိုတဲ့အမြင်ကလည်းရှိနေပါတယ်ပြည်နယ်တွေကို အချုပ်ချာအာဏာအဆင့်ထိပေးလိုက်ရင် ပြည်နယ်တွေတည်ထောင်ပြီးစုစည်းထားတာကအကွဲပြဲမဖြစ်နိုင်ဘူးလားဆိုတော့ဖြစ်နိုင်ပါတယ်ဖြစ်နိုင်တယ်လို့ဖြေရမယ်ဒါကညင်လို့မရပါဘူး conferencing style ကို၌က ဖိုးချုပ်ကင်မှုကနေ80ရာခိုင်နှုန်း90ရာခိုင်နှုန်းလောက်ကင်းလွတ်နေတဲ့သဘောမျိုးဖြစ်ပါတယ်။တဲနဲ့ကြစ်ထားတဲ့ကျူလက်ရှိမြန်မာနိုင်ငံရဲ့ပြည်ထောင်စုပုံစံဟာတဲနဲ့ကြစ်ထားတဲ့ကျိုးလိုဖြစ်နေပါတယ်။မခိုင်မြဲဘူးအချိန်မရွေးပြက်ပြုံးနိုင်ပါတယ်။ယခုလည်းပဲအလွန်ကျွံရော်ရဲတဲ့ပုံစံမှာရှိနေပါပြီ။လက်ဘဝပေါ်မှာတင်ထားတဲ့တဲတွေလိုပါပဲ။ လွတ်ထွက်မှာစိုးရိမ်လို့အတင်းဆုပ်ကင်တဲ့အခါလက်ဖွားပေါ်မှာရှိတဲ့တဲတွေတောင်လွတ်ထွက်သွားတတ်ပါတယ်သူ့အတိုင်းလက်ဖွားပေါ်မှာ တင်နေတာကမစိုးသေးပါဘူးပေါ့မြမစစ်စိုးရဆက်ဆက်တီးဆောက်ထားတဲ့ပြည်တော်စုစတိုရီဆိုတာတဲနဲ့ကြစ်ထားတဲ့ကျိုးလူဖြစ်နေပါတယ်လက်ရှိမြမစစ်တပ်လုံနေတဲ့လုံရက်ဟာလက်ဖွားပေါ်ကတဲတွေကိုလွတ်ထွက်မှာစိုးရိမ်လို့အတင်းဆုပ်ကင်လိုက်တာနဲ့တူနေပါတယ်ဒါဟာ လက်ရှိဖြစ်နေတဲ့ဖြစ်စဉ်ပါပဲ Confederation Agenda မြန်မာနိုင်ငံရေးပါဝါကော်ရက်တာပေါ်မှာ Confederation Agenda နဲ့ပတ်သက်ပြီးထိထိမိမိတိုက်တိုက်တွန်းတွန်းဆွေးနွေးညှင်းခုံလာကြမဲ့အချိန်ဟာမကြာခင် ရောက်လာမယ်လို့ယူဆပါတယ် Confederation နဲ့ပတ်သက်ပြီးဘလောက်ထိဆွေးနွေးလာကြမယ်ဆိုတာလဲရေပုံရတွက်ဆကြည့်ရင်ခွဲထွက်ရေးစကလုံးဟာတကားအုပ်ပြီး ပါလာနိုင်တာပါပဲဒါကိုကြိုတွက်ထားကြဖို့ပါဘယ်တိုင်းတာထိဘလို့လောက်ကြမလဲဆိုတာကိုလက်တွေ့ကြကြစဉ်းစားတွက်ချက်ထားကြရပါလိမ့်မယ်ခွဲထွက်ရေးအာဂျင်ဒာဝါခေါင်းဆောင်တွေကတော့2022ခုနှစ်မေလကထုတ်ပြန်တဲ့ညညာချက်သဘောထားမှာလုံးဝခွဲထွက်မှာမဟုတ်ဘူးတန်ကင်းတမန်ကင်းကိစ္စရက်တွေကိုပါဝင်မှာမဟုတ်ဘူးသို့တော့ ကို့ပြည်နယ်တွင်ကိစ္စရက်တွေအလုံးအသေးအကြီးကအစားအလုံးဝင်ဆွတ်ဆရာမလို့ကိုတိုင်လှုပ်ဆောင်မယ်ဆိုတဲ့သဘောထားကြီးညာချက်ကိုအတိအလင်းကြီးညာထားပါတယ်။ဒါပေမဲ့2022ဩဂတ်လ17ရက်နေ့ကကျင်းပတဲ့ရခိုင်တပ်တော် AA ရဲ့တရင်စာရှင်းလင်းပွဲမှာတော့ confederation agenda ကိုထပ်မံအတိအလင်းဖွင့်ထုတ်ပြတာကို တွေ့ရပါတယ်။အဲ့ဒီထဲမှာဝါကောင်းဆောင်တွေရဲ့သဘောထားလို့ ွဲမထွက်ပါဘူးဆိုတဲ့လေသံမျိုးမတွေ့ရပါ။နောက်ပိုင်းမှာခွဲထွက်ရေးအာဂျင်ဒါဟာ Confederation အာဂျင်ဒါနောက်မှာတွဲလျက်ပါခြင်းပါလာနိုင်ပါတယ်။အထူးသဖြင့်ပထဝီနိုင်ငံရေးအရာပထဝီစည်းပွားရေးအရာ အခွင့်အလမ်းတွေများစွာရထားတဲ့ရခိုင်ပြည်နယ်အရေးမှာဦးစားပေးပါဝင်လာနိုင်ပါတယ်။ဝါနဲ့ရခိုင် တချို့သောလူမျိုးစုလက်နက်ကင်အဖွဲ့ကြီးတွေဦးစီးထားတဲ့ပြည်내နဲ့ဒေသတွေဟာခွဋ်ထွက်ရေးကိစ္စနိုင်ငံရေးအလို့စံတအရရှိထားကောင်းရှိထားပါလိမ့်မယ်။တိုးတော်လဲပထဝီအနေထားကမျက်နှာသာပေးတာမျိုးမရှိဘူး။ဝါဒေသဆိုရင်ဘလောက်ပဲခွဲထွက်ရေးစံတရှိရှိခွဲထွက်ခြင်းဖြင့်သူ့ရဲ့အကျိုးစီးပွားကတည်ဆဲအနေထားထက်ပိုဆုပ်ယုံမှဖြစ်လို့ခွဲထွက်ရေးအာဂျင်တာကိုမျက်ကန်းတစီမကြောက်စုအတင်းပြောဝင်မှာမဟုတ်ပါဘူး။ တော်တော်လည်းပဲခွဲထွက်ရေးအဂျင်ဒါနဲ့ပတ်သက်ပြီးရဲရဲဝင်းဝင်းပြောဝင်သူက ရခိုင်တွေဖြစ်လာပါလိမ့်မယ်။ရခိုင်ပြည်နယ်ဟာမြန်မာနိုင်ငံတွင်းကပဲပြည်နယ်မှရမထားတဲ့တခုတည်းသော ပထဝီနိုင်ငံရေးအာဏာချက် တခုတည်းသော ပထဝီစည်းဝါးရေးအာဏာချက်ရှိတဲ့ပြည်နယ်တစ်ခုဖြစ်ပါတယ်။ဒါကြောင့်ရခိုင်တွေဟာ confederation ကိုလည်းရဲရဲပြောဝင်နေပါပြီ။ယခုဆိုရင် ကြဲကြဲလောင်လောင် ပြောဝင်နေပြီ။ နောက်ထပ်ခွဲထွက်ရေးအာဏာကိုလည်းထပ်ပြောဖို့ဝင်လေးနေမဲ့သူတွေမဟုတ်ဘူးဆိုတာရခိုင်နေရထားတဲ့ပထဝီအနေထားအာတာချက်တွေကကြောတော့နောက်ခံ ပြုနေပါလေခွဲထွက်ရေးကိစ္စကိုအသာထားရခိုင်ပြည်နယ်ဟာ confederation အဆင့်ထိရပြီးကိုပြည်နယ်ကိုလူမျိုး ကိုအနာဂတ်ကို ကိုပြားထမ်းခွင့်သာလွတ်လပ်တည်ငြိမ်စွာရမယ်ဆိုရင်ဘယ်ပြည်နယ်မှလိုက်မမီတဲ့ လူမှုစီးပွားအဆင့်တန်းကိုအချိန်တိုတွင်မှရောက်ရှိသွားနိုင်ခြင်းရှိပါတယ်။သို့သော ရခိုင်နေအနေနဲ့တိုင်းပြည်တည်ဆောက်ရေးတမားကောင်းတွေနဲ့အမျှော်မြင်ရှိရှိစနစ်တကျစူးစီးချီမကြဖို့တော့လိုပါလိမ့်မယ်ခမညာ။